ယူနိုက်တက်ကိုလာကျင်လုံးအိမ်လဲကမ်းလှမ်းမှုကိုချက်ချင်းပယ်ချခဲ့တဲ့ယူကာရက်ပရိသတ်များအားလုံးမိင်္ဂလာများမန်ချက်စတာဖော့ဆောင်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်စိုးရင်းလေးစိုးတဲ့အတိုင်းစင်ဖို့ပြတာယူကာရက်ကတော့ sorry ထိတန်းကလဲအိမ်လဲအတင်းရဲ့တနည်းလုံးခယူ35တန်းနဲ့ကမ်းလှမ်းမှုတရက်ကိုချက်ချင်းပယ်ချသွားခဲ့ပါတယ်။တနည်းနဲ့ဖော်ပြချက်ရတော့ယူကာရက်ဟာ sorry ထိတန်းကလဲရဲ့တနည်းလုံးခပေါင်35တန်းဒေါ်လာနဲ့တွက်မယ်ဆိုရင်ဒေါ်လာတန်း40လောက်ကိုပယ်ချသွားခဲ့တာပါ။ ဒါကတော်တော်ကြီးကိုအများပြားတဲ့ပမာဏပါ။အများပြားလာတဲ့လားဆာမွေတွေနဲ့ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပေမဲ့ယူကာရက်ကတော့ဥရောပထိပ်တန်းလေးတွေမှာပဲဘောလုံးကစားချင်နေပြီးတော့ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ကစားရဖို့မျက်စိကျနေခဲ့ပါတယ်။ Sweden Swan အသင်းကယူကာရက်ကို2023ခုနှစ်တုန်းက Coventry City အသင်းကနေခေါ်ယူခဲ့တဲ့တုန်းကပြောင်းရွှေ့ချင်ယူတန်းနဲ့ဆက်ပဲပေးခဲ့ရတာပါ။လက်ရှိမှာတော့ Sweden လည်းရွေးစင်တိုက်စစ်ဖို့က Arsenal နဲ့ Manchester United အင်စီမီလန်အသင်းတွေကခေါ်ယူဖို့မျက်စိကျနေခဲ့ပါတယ်။အင်္ဂလန်အသင်းအဓိကပြစ်မှတ်ကနာပိုလီတိုက်စင်မှုပီတာအိုဆန်ဆိုပေမဲ့နိုင်ဂျီးရီးယားသားကဆော်ရီကလပ်ကိုညှိနှိုင်းထားခဲ့တာပါ။အိုဆန်ကိုမရတဲ့အင်္ဂလန်အသင်းဟာခုလက်ရှိမှာတော့ယူကာရက်ကိုပြောင်းလဲခေါ်ယူပေးခဲ့ပေမဲ့ညံ့မြေခံရတာပါ။ချဲစီသင်းကလည်းလီယန်ဒီလက်ကိုခေါ်ယူလိုက်ပြီဖြစ်သလိုအာဆင်နယ်ကလည်းဆက်ခွန်နဲ့ဆွေးနွေးမှုတွေတိုးတက်နေခဲ့တာကြောင့်ယူကာရက်အနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုပဲပြောင်းရွှေ့ဖို့လာလာများနေခဲ့တာပါ။ကစားမကိုရိုင်းကငွေထက်အောင်မြင်မှုကိုပဲမမောတာကြောင့်ဆော်ရီမီကိုထပ်သွားမှာမဟုတ်သေးပါဘူး။ယူနိုက်တက်ကလည်းဒီအပိုင်းအတွင်းမှာပဲယူကာရက်အတွက်စတင်လှုပ်ရှားနေပြီးတော့ကစားမဘက်ကလည်းချန်ပီယံလိမ့်မကစားရရင်တော့မှယူနိုက်တက်ကိုလာဖို့အမိန့်ပြထားပါ ါပါတယ်။ဒီနေ့တင်ဆက်ဖို့ကတော့လောက်ပါမယ်။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေ၊ပြောင်းရွှေ့သတင်းတွေ၊စိတ်ဝင်စားဖွယ်ရာအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးတော့ဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ။